မိုက်မလို့ဘူးလို့အဲ့လိုမျိုးပြောတယ်သူအငဲစားအဲ့ဒီဟာကသူကအဲ့ဒီနာကအဲ့တချင်းကသူကမကြာခင်အာကာပြင်းမနေမွေများနေသူ same to you little when you roam my အရင်နာမအော်တဲ့သူ့အတန်ကြီးရတော့အာအမေဆိုတော့တမီးဆိုတမီးလောက်တဲ့သူကဘယ်တော့မှမမီဒီချစ်ရဲ့ရဲ့ဒိဗကြီးကကြာတယ် ဲ့တချင်းတွင်းတော့မိကပြောပြတယ်မမရရအမကဘိုက်ထဲမှာကိုဝင်းနဲ့ဘယ်နှလားလဲတော့မသိဘူးပေါ့တော့အဲ့ဒါလေဒီတချင်းငယ်ကီးရလဲသူအရင်မြင်တယ်စီရှက်လေအမေနဲ့ပတ်သက်တဲ့တချင်းနေလို့အမေနဲ့ပတ်သက်တဲ့အဲ့လိုမျိုးဗီဒီယိုအပိုင်းစာလေးတွေတော့အများကြီးပဲလေအမကအဲ့လိုမျိုးဆိုလို့ရှိရင်ကြည့်ရင်တတိယလွဲဖုန်းရဲ့ gallery ကိုမှမဝင်ရဘူး မဘဝမှာဒါကအခင်ညူကြီးရဲ့သမီးဖြစ်ရတာအမအင်မတန်ကိုဂုံယူတယ်အင်မတန်ကိုချေနှက်ဝမ်းမြောက်တယ်လို့ပဲအမအဲ့လောက်ပဲပြောပြရစီအဲ့လောက်ပဲပြောတတ်တယ်ပေါ့နော်အမအတိုင်းတားကြီးတဲ့အကန့်သက်ကြီးတော့မထောင်ဒါချင်းရိတ်ကစသွင်းတော့ခါကျတော့ချင်းရိတ်ကဒီတချင်းကဘဘဆန်းရရချစ်ဆွေရေးတာဒါပေမဲ့သူ့အတွက်မဟုတ်ဘူးဒီတချင်းကတခြားသူအတွက်ပေါ့နော် အเจ้าညောင်းညောင်းအစင်မပြေတဲ့ညောင်းညောင်းအမေစီကိုရောက်လာတယ်။အမေအမေအမေဆိုပြစ်သွားတယ်။မေဆိုပြစ်တော့ရေဒီယိုမှာတပြားရတယ်။အဲ့တချင်းသွင်းတော့အမေကပြောပြတယ်မမရအမကဗိုက်ထဲမှာကိုဝင်းနဲ့ဘယ်နှလားလဲတော့မသိဘူးပေါ့တော့အဲ့ဒါနဲ့ဒီတချင်းငယ်ကြီးရတယ်သူအရန်မြင်တယ်စီရှက်လေ။ဒီချစ်ရဲ့ဒိတ်ပကြီးကကြာတင်ဟာလိုလာအတန်သွင်းတော့လဲအဲ့လိုမျိုး ဟိုဘလိုးဘဘအဲ့ဒီဘလိုးကြီးကိုပစ်ချတာလို့ပြောတယ်တွတ်ပစ်လိုက်တာလို့ပြောတယ်အရန်ဟိုခဏခဏလေးပြန်သွင်းရတော့လေအဲ့နားကလည်းကတ်တာသူကဟိုဗမာကြီးပဲလည်းမဟုတ်ဘူးလေဗမာနဲ့ဘုံနဲ့ဘုံနဲ့ဗမာနဲ့အဲ့လိုမျိုးခုဘက်တစ်ဘက်ကိုကူးနေတာဆိုတော့လေအဲ့လိုမျိုးလေးတွေအမတ်တရလေးတွေအမေကပြောပြတယ်နောက်ပြီးကျတော့သူကကီးကလည်းသူကစီရှက်အမြင့်ဆုံးဆိုတော့သူကအဲ့ဒီအချိန်မှာသူ့ကိုစကြတာပေါ့အဲ့လိုမျိုးကိုဝင်းကြီးနဲ့ဆိုတော့သူကနှစ်ယောက်အားနဲ့နေရအော်တာကိုစီရှက်ကရမှာပေါ့ဆိုသူကအဲ့လိုမျိုးလေးတွေအဲ့ဒီအချိန်ကအမတ်တရရှိတယ်မင်းတဲ့ဘာ နွဲ့လျာမတီတာအဲ့တချင်းကိုသူကဒီနေ့ဒီချိန်ထိဒီကဒီကီးနဲ့မစိုးနိုင်မစိုးနဲ့သူလဲအဲ့ဒီကီးကိုသူလဲမချအောင်စီရှက်ပေါ့စရဲ original ကီးကိုသူကစီရှက်ပေါ့အဲ့ဒီမှာလဲအမအမအမလဲသူကမမေ့ချစ်ရင်ကို series မှာတွေကစီရှက်ပဲဟုတ်စီရှက်ပဲဆိုတော့ကိုကအကျင့်တော့ရနေအကျင့်တော့ရနေဆိုတော့အဲ့ဒီမြမတန်ပွဲမှာလဲတာမီနေရာစလုံးစီရှက်ပဲကီးမချိန်စီရှက်နေပဲဆိုတော့ အဲ့မှာတော့စိုးစိုးရင်လေးကြီးနဲ့အမကိုလှမ်းကြည့်နေတယ်မြင်ပါပါအမအော်လာမရောက်ပါစိုးလို့မိုးရင်ဆက်တွေအောင်မကွေးရှာအမေကမိုက်မလို့ဘူးလို့အဲ့လိုမျိုးပြောတယ်သူအမြဲစားအဲ့ဒီဟာကသူကအဲ့ဒီနာကအဲ့တချင်းကသူကမကြာမီအာကာပြင်းမနင်းလို့ရနဲ့သူ Thank you you live with ့နားကသူကအမြင့်ဆုံးကိုနှင်းမွင့်ကအမြင့်ဆုံးဆိုတော့အဲ့ဒီနားမှာអော်တဲ့သူ့အတန်ကြီးရတော့အာအမအမကသူနဲ့ရှင်လို့ရှင်တော့အမကအတန်လေးပါတယ်သေးတယ်ချိုးတယ်အမေလေးနော်အမေဆိုတော့တမီးဆိုတမီးလောက်တဲ့သူကဘယ်တော့ခါမှမမီဘူးခီးစရာအကြောင်းလည်းမရှိဘူးအပန်ကောကွာတာ အမကလေအခုအဲ့ဒီဟာကအမတခြင်းတွေကိုအမဟိုအခုတော့အမေသူဆိုတဲ့တခြင်းလေးတွေကိုအမလိုင်စင်တင်ရင်ထားတယ်လုံလဲလုံနေရပေါ့နော်အဲ့ဒါမျိုးလေးဆိုတော့အလိုမျိုးလေးဟိုကိုမျိုးတို့နဲ့လေကိုမျိုးကိုမျိုးမာတလိကိုမျိုးနဲ့ကိုမျိုးနဲ့တော့တိုင်တင်ထားတယ်သူလည်းအကုန်လုံးလုတ်ပေးနေတယ်နော်အမေရဲ့ channel လေးလည်းထောင်ထားတယ်ထောင်ပဲပေါ့နော်ထောင်ပြီးပြီလားတော့မသိဘူးသူလည်းတော့အဆက်တွေတော့မရသေးဘူး channel လေးလည်းထောင်ပြီးတော့အဲ့မှာအမေအမေအကြောင်းလေးတွေတို့အမေတခြင်းလေးတွေတို့အမအလိုမျိုး ပြန်ပြီးတော့တင်မယ် license လေးတွေလုတ်ထားတာအမအဲ့ရတွေတော့တိတ်နားမလဲတိတ်နားမလဲဆိုရင်အခုတချင်းတစ်ခုကိုဆိုလို့ရှိရင်အမတို့ကအခု license တင်ထားပြီဆိုလို့ရှိရင်ဘသူတင်တင်ပေါ့နော်အဲ့ဒီကိုယ့်ရဲ့ကိုယ့်စီကိုရောက်တာပေါ့အဲ့လိုမျိုးလေးဆိုတော့နားလေတယ်အမအခု license တွေတော့တင်ထားအမေဆိုတဲ့တချင်းလေးဆိုလို့ရှိရင်အခုဟာကအမကလေး ဟိုဖုန်းထဲမှာဆိုလို့ရှိရင်ဒီအကုန်လုံးမှတ်ထားတာကိုအကုန်လုံးမှတ်ထားတာနောက်ပြီးတော့အမေနဲ့ပတ်သက်တဲ့သချင်းတွေတို့အမေနဲ့ပတ်သက်တဲ့အဲ့လိုမျိုးဗီဒီယိုအပိုင်းအစလေးတွေတို့အများကြီးပဲလေအမကအဲ့လိုမျိုးဆိုလို့ရှိရင်ကြည့်ရင်သတိရလို့ဖုန်းရဲ့ gallery ကိုအမမဝင်ရဲဘူးဘလို့သတိရလဲဆိုတော့အခုဒီဒီဒီအခုအမဝတ်ထားတဲ့ဒီအင်ကြီးလေးကိုပဲအခုဒီအင်ကြီးလေးကအမကဒီအရဲဖဲကြချီရတာ အမအဲ့လိုဖဲပြားတွေပါကြီးကျိုးတွေပါအမမချီတော့ဘူးအမေကအဲ့ဒါကိုအင်မတန်ကြွမ်းတော့သူကငငယ်တော့ဟာတဲ့အဲဗာလေအိမ်မွေးမှုတင်ရတယ်တဲ့ကျိုးချီတာလေးတွေပါဆိုအလှကျိုးချီတာလေးတို့သူကအကုန်လုတ်တတ်တယ်ပန်းတိုးလည်းလုတ်တတ်အဲ့လိုမျိုးလေးဆိုလို့ရှိရင်အမကျိုးတွေပါတဲ့အိမ်ကြီးဝစ်ပြီးဆိုလို့ရှိရင်တိတိလေးတော့ပြောပြပြတာအမေနားကိုသွားရတယ်အမေတော့တိပြီးတော့ချီပေးတာအမကအမကအမေမရှိတော့အုံမနဲ့ကတော့ချီရင်းနဲ့တော့မှမျက်ရည်ကျချင်းဒါလေးကအမမချီတတ်ဘူး အဲအဲ့လိုမျိုးလေးဆိုလို့ဆိုရင် तू ကအရန်လှအောင် तू ကခြီခြီပေးတတ်တာအဲ့လိုမျိုးသေးသေးဖိုးဖိုးလေးညာစာမသတိရဟုတ်တချင်းကတော့တချင်းနဲ့ကြားရင်တော့မပြောပိုဆိုးတာပေါ့နော်တွေးမိရင်ဖြစ်ခင်ညူဤသမီးခင်ညူဤသမီးဆိုတာကလေအရန်ဟိုကိုဘဝမှာအရန်ဟိုဖာစာပေးခံရတယ်เนาะအဲ့လိုမျိုးလေငငယ်တုန်းကဖြတ်တန်းခဲ့ရတာပေါ့ ဘာသာပိခံအော်ဒါခင်ညွီသမီးလေးပဲအခုလည်းဒီလိုအမှုပညာလုပ်တွေလုပ်တော့အမအောင်လည်းဒီခင်ညွီကိုချစ်တဲ့စိတ်နဲ့အမအောင်လည်းလက်တွဲခေါ်ကြရတယ်အမအောင်နေရာလေးတစ်ခုပေးတယ်ချစ်ပေးကြရတယ်ပေါ့နော်အခုအမေမရှိတော့တဲ့နောက်ပိုင်းမှာလည်းအမအောင်ဆိုလို့ရှိရင်အမတင်တဲ့ပို့စေးရဆိုလို့ရှိရင်အောက်ကကွန်မန့်လေးတွေတွေးပါပါအရန်အားပေးကြရတယ်အမေသမီးဆိုတော့ဟိုဆက်ပြီးတော့ချစ်မယ်အမေသမီးဆိုတော့သူတို့ရဲ့သမီးပဲအမအားမငယ်နဲ့အမှုပညာပေါင်းတော့မှလည်းဒီလိုပဲပေါ့နော်အမဘဝမှာဒါကခင်ညွီရဲ့သမီးဖြစ်ရတာအမဟို အင်မတန်ကိုဂုံယူတယ်အင်မတန်ကိုခြေနဲ့ဝမ်းမြောက်တယ်လို့ပဲအမအဲ့လောက်ပဲပြောပြရစီအဲ့လောက်ပဲပြောတတ်တယ်ပေါ့နော်အမအတိုင်းတားကြီးတယ်အကန့်အသတ်ကြီးတော့မထောင်း